ချွေနေကတွေ့ဖြစ်တယ်တွေ့ဖြစ်တယ်အမေမမကြီးပွဲတော့ကလည်းသူသားလေးရောပါလာတယ်သမီးလေးလည်းပါလာတယ်သူမျိုးသားလည်းပါတယ်မတို့စတူဒီယိုမှာဘုတ်လေးမှချင်းဆိုဖို့ကြချင်းတိုက်ကြလေအဲ့တော့မမမကြီးမမတီတီကလည်းပြန်လာနေစီဘွားကနေပြန်ရောက်နေတော့တချင်းဆိုပွဲမှာအကုန်လုံးပွဲတက်ကြရတော့အကုန်လုံးတခီးရဲ့သွား တအိုးရဲတော့မစားရတလို့ပေါ့နော်ခကြီးရတော့အတူတူပဲစင်မမှာလည်းအကုန်အတူတူပဲတွေ့ကြရပေါ့အေးအေးနည်းနည်းတော့စိမ့်နေသူမျိုးဒါပေမဲ့စိမ့်နေမယ်လို့လည်းစိမ့်နေလို့မှတ်မှားတာလည်းမှတ်လို့မရဘူးပေါ့နော်ဒါအန်တီကတွေ့ရခါကျတော့မရဘူးခလေးလက်ကိုဆွဲလိုက်တယ်သမီးအန်တီပါနော်ဒီဒေါ်တော်ရနော်မျိုးစရာကိုယ်တော်ကလည်းအဲ့ဒါကလည်းအဲ့ဒါကလေးတွေကိုလည်းအပြစ်မပြောဘူးဘာဖြစ်လို့ဒါသူတို့ရဲ့ အနေတိုင်းလားလုပ်ခဲ့ရတဲ့အနေအထားတွေကအကုန်လုံးကတကွဲစီဖြစ်နေတဲ့ခါကျတော့အခုမှကျော်သူကကလေးတံမျိုးလုံးလေးပြေးကြောင် ပြေးကြောင်နေပေါ့အဲအဲ့တော့ကိုကပဲအတော်ကိုကလူကြီးဆိုတော့ကလေးတွေကိုကပဲအရင်မိတ်ဆက်ပေါ့မဲဟုတ်နေရဘူးတမင်းအန်ဒီနော်အန်ဒီပသူ့မေယာပြောအန်ဒီပပလေးဆိုအော်ဟုတ်ကဲ့ဟုတ်ကဲ့အရင်ကလေးမျိုးကအေးတယ်ပါသိနေတာပေါ့သူကလေးမျိုးမှလည်းအမှုပညာဗီဇာတွေရှိမှာပါဒါသူတို့အတက်ရရတော့လကောင်းပညာရေးဘက်ကိုတော့လကောင်းပေါ့နော် ။အဲအဲ့လိုမျိုးလေးအကြောင်းလောက်တော့လောက်ကြမှာပါသူတို့လေဘာလို့ဆိုအမေးသွေးရောအဖေးသွေးရောပါကြတဲ့ကလေးတွေပဲ။နည်းနည်းရမှာမဟုတ်ဘူး။နော်တမျိုးစီကြောဒါကြောင့်ဖူဖေးကပြောခဲ့တာမအန်တီဖေးကသမီးတဲ့ဖေးတို့မျိုးကဒေါင်းမျိုးတဲ့။အဲအဲ့လိုပြောအဲ့လိုပြောပြောခဲ့တာ။